ပြီးခဲ့တဲ့သတင်းပတ်ကုံကစပြီးတော့ဗီယက်နမ်အလဲပိုင်းမှာမိုးအသေးအတန်ရွာသွန်းမှုကြောင့်ရေကြီးရေလျှံမှုတွေနဲ့မြေပြူမှုတွေကြဲကြဲပြန့်ပြန့်ဖြစ်ပွားခဲ့ပါတယ်။အနည်းဆုံးလူ43ဦးသေဆုံးခဲ့ပြီးတော့9ဦးပျောက်ဆုံးနေတယ်လို့အစိုးရကထုတ်ပြန်ထားပါတယ်။အင်ဂျီ6000ကျော်လည်းရေလွှမ်းမှုခဲ့ရတယ်လို့ဆိုပါတယ်။လေယာဉ်မြေနဲ့စပါးကင်းတွေနေရာအတော်များများမှာထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီးတော့တောင်းနဲ့ချီတဲ့မွေးမြူရေးတရိတ်ဆန်တွေသေဆုံးခဲ့ရတာဒါမှမဟုတ်ရေနဲ့ပါသွားခဲ့ပါတယ်။ လူရီအတီးကျန်ဆံမှုနဲ့အကူအညီမဲမှုကိုခံစားနေကြရတာကိုကျွန်တော်တွေ့ရပါတယ်။တချို့ခေါမိုးပေါ်တွေမှာဘဲမှလည်းမသွားနိုင်ကြပါဘူး။ကျွန်တော်သွားပြီးတော့သူတို့ကိုကူညီပေးခဲ့ပါတယ်။တကြားဆက်ယုံတစ်ခုကနေ Salicylic acid ပီပါအလုံး100ရေနဲ့မျောပါသွားခဲ့လို့အဲ့ဒီပီပါတွေကိုတွေ့ရှိရင် မဖွင့်ကြဖို့ကိုလည်းရဲတပ်ဖွဲ့ကသတိပေးချက်ထုတ်ပြန်ထားပါတယ်။ဗီယက်နမ်နိုင်ငံဟာဒီနှစ်အတွင်းမုံတိုင်းတွေနဲ့မိုးသီထန်စွာရွာသွန်းမှုအကြိမ်အရေအတွက်များခဲ့ပါတယ်။အစိုးရရဲ့ထုတ်ပြန်ချက်မှာအခုနှစ်ဇန်နဝါရီလကလေးကတဘာဝဗီယက်နမ်တွေကြောင့်ဗီယက်နမ်နိုင်ငံမှာလူ300ကျော်သေဆုံးပြီးတော့ပျောက်ဆုံးခဲ့ရပြီးပျက်စီးဆုံးရှုံးမှုတန်ဖိုးကအနည်းဆုံးအမေရိကန်ဒေါ်လာ1.6ဘီလီယံအထိရှိမယ်လို့လည်းခန့်မှန်းထားပါတယ်ခင်ဗျာ။